မဟာဇနကဇတ်တော်မဟာဇနကဇတကအချင်းချုပ်ဤဇတ်တော်သည်ဗုဒ္ဓဘာသာဆိုင်ရာဇဏိပတ်တော်များထဲမှတစ်ခုဖြစ်သည်ထိုင်းနိုင်ငံတွင်လည်းအလွန်အရေးပါတော်ပုံပြင်ဖြစ်ပြီးမဟာဇနကမင်းသားသည်ပင်လယ်ပြင်တွင်တန်ဘောပြက်သည်နော့ရက်ပေါင်းများစွာရေထဲတွင်တယောက်တည်းယုံကန်ခဲ့ရသည်အသက်ရှင်ရတဲ့ရေအတွက်ဇွဲလုံလဖြင့်စ조사ခဲ့ပြီးမိတိအကူညီမမရနိုင်သည့်တိုင်လက်မလျှော့ခဲ့ပြီး နောက်ဆုံးတွင်နတ်သမီးတပါးက၎င်း၏ဇွဲလုံလကိုမြင်၍ကဲတင်ခဲ့ပြီးမင်းသားသည်ဖယင်ခစ်လာခဲ့သည်ဘဝပေတင်ခန်းစာစွဲလုံလနှင့်မလျှော့တော့စွဲမိမြပင်ခက်ခဲသောအခြေအနေများနှင့်ကြုံတွေ့ရပါစေစွဲလုံလရှိခြင်းနှင့်ဘယ်တော့မှလမလျှော့ခြင်းသည်အောင်မြင်မှုကိုရရှိစေကြောင်းအထူးကသင်ခန်းစာပေသည်ဝီရိယဤအချို့ဝီရိယရှိသူကိုကံတရားကကုညီတတ်ကြောင်းဖော်ပြသည်ပညာနှင့်ကိုကျင့်တရား ဖယံတပါအနေဖြင့်ဖယံတပါအနေဖြင့်ပညာရှိသည် ကိုကျင့်တရားကောင်းမွန်ရန်လိုအကြောင်းလဲသင်ခန်းစာသေးသည်